်အမေရိကန်ကဂျာနီကနေပြီးတော့ဝင်ရောက်ဆေးဆက်ဖြန့်ဖြေးပေးပြီးတဲ့အနေနဲ့ရုရှားရောယူကရိန်းရောနှစ်ဖက်လုံးကရက်30အပြစ်ခတ်ရဲဆဲဖို့လက်ခံသဘောတူပြီးမှရုရှားကယူကရိန်းဒေသဘက်ကိုဒုံးကျည်တွေနဲ့ပြစ်ခတ်ပြင်းထန်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။မလာ၁၇ရက်နေ့ကဆော်ရီနိုင်ငံမှာယူကရိန်းရုရှားစစ်ပွဲရက်30ကြာပြစ်ခတ်ရဲဆဲဖို့သဘောတူညီချက်ရခဲ့ပေမဲ့နိုင်ပိုင်းကြာမှာပဲရုရှားဘက်ကယူကရိန်းမဟုတ်ဒေသတွေကိုဒုံးကျည်တွေနဲ့ပြင်းထန် ပြစ်ခတ်တိုက်ခတ်ရာ သေဆုံးမှုတွေရှိခဲ့ပါတယ်မေဂန်နိုင်ငံကြားရေးဝန်ကြီးမာကိုရူဘီယိုမြန်မာလုံးကျွန်ကြားပေးပုံကမိုင်းဝါစနဲ့ကိုစလဲတဲ့ယူကရိန်းသမ္မတဇလန်စကီကိုရိုင်းဦးဆောင်တဲ့ယူကရိန်းကိုစလဲခွင့်နဲ့တူအင်ရှင်ဖြစ်ဆော်လီမင်းသားမိုဟာမက်ဘင်ဆမ်မန်တို့ရှင်းလိုက်ကြားဆွနေပြီးနောက်၎င်းတို့ဘက်မှရုရှားယူကရိန်းစစ်ပွဲရက်30ပြည့်ခတ်ရစေးလက်ခံသဘောတူညီနိုင်ခဲ့တယ်လို့အမေရိကန်ထောက်လှမ်းရေးတွေကအတည်ပြုထုတ်ပြန်ခဲ့ပါတယ် ဒါပေမဲ့ဒီဆေးဆက်ပေးခြင်းသဘောတူညီချက်ကိုပူတင်ဘက်ကလက်ခံသဘောတူဖို့သာလိုတော့တယ်လို့လည်းထုတ်ပြန်ပါတယ်။ရှင်းတရက်မှာယူကရိန်းကမော်စကိုမြို့နဲ့အနီးတစ်ဝိုက်ဒေသတွေကိုဒရုန်းပေါင်း350ကျော်နဲ့စစ်ကြောင်းတွေပြင်းထန်ဆုံးတိုက်ခိုက်ရာ၃ဦးသေပြီး၁၈ဦးဒဏ်ရာကတိုက်တာအိုးရဲ့အဆောင်အုံနဲ့ကားတွေပျက်စီးခဲ့ပါတယ်။အဲ့ဒီချိန်မှာရုရှားကဝင်ဝင်ကြီးဒူးဝင်ကြီးဟောင်းလည်းဖြစ် လက်ရှိလှစ်ရော်ဂိုစလဲထဲမှာဩဇာကြီးမားသူလည်းဖြစ်တဲ့ရုရှားဗိုလ်မှူးကြီးအန်ဒရီကာတာဘိုလော့ကယူကရိန်းကိုလက်စားချေဖို့အတန်ထက်စေစားမြန်ကတနအိကို မိုင်ပေါင်း8600အနေနဲ့ပြစ်ခတ်နိုင်တဲ့နျူကလ িয়ার နီဘာပြင်အားရှိတဲ့ orange နဲ့တုံးကြီးတွေနဲ့ပြစ်ခတ်လက်စားချေရေးဖိအားပေးတိုက်တွန်းခဲ့ပါတယ်အဲ့ဒီဒုံကြီးတွေနဲ့ပြစ်ခတ်ခြင်းမရှိပေမဲ့မလာဆန်နီယန်တွေကရုရှားဘက်မှယူကရိန်းဗဟိုဒေသတွေဖြစ်တဲ့အိုဒက်ဇာစစ်ကန်ကရာဘီရစ်နဲ့ ဒီနီပရိုဒေတာတွေကိုဒုံးကြီးနေနဲ့အပြင်းထန်ပြစ်ခတ်လက်စားချေခဲ့ပါတယ်။အော်ဒဇာစကန်ဒုံးကြီးပြစ်ခတ်ခံရမှုမှာပြည်မတင်မော်ဒစီတီမဘီဆီးရီးယားသား၃ဦးနဲ့ယူကရိန်းတို့စုစုပေါင်း၄ဦးသေဆုံးပါတယ်။မနေ့ပိုင်းကျမှအော်ဒဇာမျိုးတွင်အင်အားဖြင့်ဒုံးကြီးတလုံးထွက်ကြခဲ့ပါတယ်။တစ်ဆက်တည်းဒီနီပရိုမျိုးပေါ်ကိုဒရုန်း၂၀နဲ့တိုက်ခတ်ခံရမှုမှာယူကရိန်းဘက်ကဒရုန်း၁၂စင်းသာဖျက်ချနိုင်တဲ့အတွက်နီကလိနေကျောင်းနဲ့စာသင်ကျောင်းအပါအဝင်အဆောက်အအုံအနည်းဆုံး၁၀လုံးဖျက်ဆီးခဲ့ပါတယ်။ ကိုရာဘီရစ်ချ်အရက်မှာဒုံးကျည်ပြစ်ခတ်ခံရမှုမှာလည်းအသက်48နှစ်ရွယ်မျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာပါတယ်ညာပိုင်းချက်ချခံရတဲ့ဒရုန်းကြီးစားအပိုင်းအစတွေဟာမြို့တော်ခီမှာရှိတဲ့လူနေအိမ်တွေပေါ်ကြားရောက်မီးလောင်ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ယူကရိန်းဘက်ကထုတ်ပြန်ပါတယ်။ဒေါ်နယ်ထရန့်ဦးဆောင်မှုနဲ့ရုရှားယူကရိန်းစစ်ပွဲရက်30ကြာပြစ်ခတ်ရစေးသဘောတူညီချက်ရတယ်ဆိုပေမဲ့လည်းရုရှားဘက်ကဒီသဘောတူညီချက်ကိုအတိမပြုသင့်ပြီးယူကရိန်းနိုင်ငံပေါ်လက်စားချေတိုက်ခိုက်ခြင်းဖြစ်ကာ ထောင်လိုင်းရေးရေးမြစ်တွေဆိုရယူကရိန်းဟာနယ်မြေ20ရာခိုင်နှုန်းကိုရုရှားကိုပေးရဖို့သဘောတူခဲ့တယ်လို့လည်းသိရပါတယ်အဲ့ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီးတော့အမေရိကန်ကိုယ်စားလှယ်ရာရုရှားကို သွားချိန်ပူတင်ကကတ်စတေတာကိုသွားရောက်နေတယ်လို့ဆိုခဲ့ပါတယ်။အမေရိကန်ရာရှိတွေဟာယူကရိန်းပြစ်ခတ်ရေးဆိုင်ဆွေးနွေးဖို့ရုရှားကိုသွားနေတယ်လို့သမ္မတထရန့်ပြောနေခြင်းမှာပူတင်ကသူတို့နဲ့မတွေ့ဘဲနဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေကိုရောက်ခဲ့တဲ့ကတ်စတေတာကိုသွားရောက်နေတယ်လို့ရုရှားရုံးသံတွေကဖော်ပြပါတယ်။ ကရမလင်ကထုတ်ပြန်တဲ့ဗီဒီယိုမှာပူတင်ဟာစီဝူးစည်းချုပ်ဗိုလ်ချုပ်ကြီးဗလာရီဂျာစီမွန်နဲ့တူတက်ခိုက်ရေးဝတ်ဆောင်တဲ့ဝတ်ပြီးကာစစ်ထံတာချုပ်တို့ခုမှလမ်းလျှောက်နေတာတွေ့ရပါလေ။ဒါယူကရိန်းတပ်ဖွဲ့တွေပြီးခဲ့တဲ့နှစ်ဩဂုတ်လကတည်းကရုရှားနဲ့မြေတဲ့နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီးနောက်ပူတင်ရဲ့ကာစ်တွေကပထမဆုံးခီးစဉ်ဖြစ်ပါလေ။တူဝိုင်းအင်္ဂါနဲ့ကယူကရိန်းနဲ့အမေရိကန်တို့သဘောတူခဲ့တဲ့အပြစ်ခက်ရဲ့ဆေးရေးဆိုပြခြင်းနဲ့ပတ်သက်ပြီးခုထိတော့ဘာမှချက်မှမပေးသေးပါဘူး။ ယူကရိန်းနဲ့အမေရိကန်တို့ကတော့ရက်30အပြစ်ခတ်ရက်ဆဲဖို့ဆွေးနွေးသဘောတူထားပြီးဖြစ်ပါတယ်ခရမ်လင်ဆိုပြထားတဲ့အပြစ်ခတ်ရက်ဆဲရင်နောက်ထပ်အသေးစိတ်တွေကို လေးလာနေတယ်လို့ပြောခဲ့ပြီးဒီမီထရီဘတ်စကော့ကတော့ဒီအသေးစိတ်တွေကို နီလာမျိုးကနေနောက်ရက်အနေငယ်အတွင်းရလာမယ်လို့ဆိုပါတယ်တမောထိုင်းရဲ့ရှေ့လက်ပိုင်းတန်တမန်စတီဝစ်ကော့ကတော့ရုရှားတွေကိုဒီစီစဉ်မှာလက်မှတ်ထိုးဖို့တိုက်တွန်းပါတယ်ဒါဟာငြိမ်းချမ်းရေးအတွက်အနည်းဆုံးရောက်နေတာပါလို့ပြောပါတယ် ရုရှားဘက်ကတုံ့ပြန်မှုဒါအခြေအနေမကောင်းမှုဆိုရင်ထရန့်ဟာရုရှားကိုငွေကြေးနဲ့ပတ်သက်တဲ့ဖိအားပေးမှုတွေအကြီးအကျယ်လုပ်လိုက်တယ်လို့သုံးသပ်ကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နိုင်ငံမှာလေရင်တစင်းမီးလောင်မှုထပ်ဖြစ်ပြီးခီးသည်တွေကိုတောင်ပံပေါ်ရွှေ့ပြောင်းပြီးကယ်ထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။အမေရိကန်လေကြောင်းလိုက်ရဲ့ခီးသည်တွေလေရင်တစင်းဟာလေစိတ်ထဲမှာမီးဆွဲလောင်ခဲ့တဲ့နောက်ခီးသည်တွေကိုလေရင်ရဲ့တောင်ပံပေါ်အရေးပေါ်ရွှေ့ပြောင်းစေပြီးကယ်ထုတ်ခဲ့ရပါတယ်။မလဆသောရင်ကလိန်ကိုတဲမှာမီးဆွဲလောင်နေတဲ့ဘိုးရင်လိန်စီကခီးတဲ့တွေကို ကော်လိုရာဒိုမှာရှိတဲ့လေဆိပ်တစ်ခုထဲမှာလေရင်တောင်ပေါ်မှာရွှေ့ပြီးကဲထောင်းနေတဲ့ဗီဒီယိုတွေလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ခီးစံတွေကိုလေရင်တောင်ပေါ်မှာရွှေ့ပေးပြီးတဲ့နောက်လေထိုးထားတဲ့ရှော့တွေအရေးပေါ်လေကားတွေတုံးပြီးဘေကင်းအောင်ကဲထုတ်ပေးနိုင်ခဲ့တယ်လို့ American Federal လေကြောင်းကူကယ်မှုဌာန FAA ကထုတ်ပြန်ပါတယ်။ဒံပါနိုင်ငံတကာလေဆိပ်တွေကဖြစ်ရမှာ ပြင်းထန်ထိခိုက်ဒဏ်ရာရသူရှိပေမဲ့အနေချင်းဒဏ်ရာရသူခီးသက်12ဦးကိုတော့ လိုအပ်တဲ့စေစစ်မှုတွေခံယူဖို့စီယုံကိုပို့ပေးခဲ့တယ်လို့လေကြောင်းလိုင်းကထုတ်ပြန်ပါတယ်။လေရင်ဟာကော်လိုရာဒိုစပရင်ဖီးကနေပြန်တက်လာပြီးဒက်လစ်မှာရှိတဲ့တက်ဆက်ပြည်နယ်ဖုတ်ဘောနိုင်ငံတကာလေစိတ်စီဦးတည်ခဲ့ပါတယ်။အဲဒီနောက်လေရင်အင်ဂျင်တောင်ခံမှုလွန်ကဲနေတာသတိထားမိတဲ့လေရင်မှုတွေကလမ်းကြောင်းပြောင်းပြီးတော့ဒမ်ဘာမှာအေးပေါ်စဉ်သက်ခဲ့ပါတယ်။လေရင်ဟာချက်ချက်မမောစဉ်သက်နိုင်ခဲ့ပေမဲ့လည်းပြေးလမ်းပေါ်ကနေဆွဲယူလာတဲ့ချိန်မှာရုတ်တရက်မိထလာခဲ့ပါတယ်။ ဒီလိုမီလောင်ရတဲ့အကြောင်းရင်းကိုတော့စုံစမ်းနေဆဲဖြစ်ပြီး Boeing 737-800မျိုးစားလေယာဉ်ရဲ့ engine ပိုင်းပြဿနာကြောင့်လို့ခဏဦးယူဆထားပါတယ်။လေယာဉ်ပေါ်မှာခရီးသည်182ဦးနဲ့အမှုတန်း6ဦးလိုက်ပါခဲ့ပြီးအားလုံးကိုအချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။လေရင်မီလောက်ရကနေထွက်ပေါ်လာတဲ့မိခိုးတွေကိုလေစိတ်ပြင်ပခွေးကနေပါတွေ့မြင်ခဲ့ရတယ်လို့မျက်မြင်သက်သေတွေကပြောပါတယ် လေရင်နဲ့ချိတ်ဆက်ပြီးရေပေါ်လေမုန်ရှောတွေသုံးလိုက်ရမယ်နောက်ဖက်ကိုတဲ့တကားပေါက်နေတွိုင်းမှာလည်းမီးလောင်ခဲ့လို့တောင်မန်နာကတကားတွေကိုဖွင့်ထုတ်ပြီးခီးသည်တွေကိုကယ်ထုတ်ခဲ့ရပါလေလေချောင်းလိုင်းကတော့အခုလိုမျိုးခီးသည်တွေကိုဘေးမသိရမခအကယ်ဆယ်နိုင်ခဲ့တဲ့အတွက်ပူပေါင်းဆောင်ရွက်ပေးသူအားလုံးကျေးဇူးတင်ပါကြောင်းထုတ်ပြန်ထားပါလေပြီးခဲ့တဲ့ရက်ပိုင်းတွင်အမေရိကန်မှာလေချောင်းလိုင်းမတော်တဆမှုတွေစတက်ဖြစ်ပေါ်နေခြင်းကလည်းနိုင်ငံရဲ့လေချောင်းသေယူပို့ဆောင်ရေးလုံခြုံရေးဆန်တော့ပေါ်မှာ အစိုးရကြီးမေကွန်းထုတ်မှုတွေရှိခဲ့ပါတယ်။အမေရိကန်မြို့တော်ဝါရှင်တန်ဒီစီမှာအမေရိကန်လေကြောင်းလိုင်းရဲ့ပြည်တွင်းခီးစဉ်ပြေးဆွဲခဲ့တဲ့လေယာဉ်ငယ်တစ်စီးဟာစစ်တပ်ရဲ့ဟင်ရင်နဲ့ဇန်နဝါရီလပိုင်းပိုင်းကလေထဲမှာတိုက်မိပြီးမြစ်ထဲကိုနှစ်စီးလုံးပြက်ကျရတာနဲ့လူ68ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီလလမှာလည်းဒေတာလေကြောင်းလိုင်းရဲ့ခီးတဲ့နေလင်းဟာကနေဒါနိုင်ငံတိုရွန်တိုမြို့လေစိတ်ကိုအစင်ပြက်ကြပြီးကိုတဲ့ပက်လက်လက်နဲ့ဖြစ်အကြောင်းလူ22ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဖိလစ်ပိုင်သမ္မတအော်ရိုဒရီဂိုဒူတာရီဖန်စီခံရမှုဟာဖိလစ်ပိုင်ဆွေရနဲ့မသက်ဆိုင်မှုသမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကဆိုပါတယ်။ထောက်ကင်းပြီးသူဒူတာရီလွတ်မြောက်ဖို့တမိဖြစ်သူကစ조사မယ်ဆိုပါတယ်။မလောက်စတရမနက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံမနီလာနိုင်ငံကလေစိတ်ကိုဟောင်ကောင်မှပြောင်းဝင်လာတယ်။ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတွေကိုဖိလစ်ပိုင်ရဲတပ်ဖွဲ့က ICC ဖမ်းဝမ်းရထိန်သိမ်းပြီး ICC တရားရုံးရှိရာနယ်သာလန်နိုင်ငံသည်ဟိတ်ကို လေရင်နဲ့ပို့လိုက်ပြီးနောက်ဒူတာလေးထောက်ခံသူပြည်သူတွေဟာလမ်းပေါ်ထွက်ဆန္ဒပြမှုတွေအကြမ်းဖက်လာနိုင်မှုတွေကြောင့်နိုင်ငံအတိုင်းအတာအရလူကြုံရေးတိုးမြင့်ထားပြီးဒီဖန်ဆင်းမှုမှာမိမိတို့လက်ရှိဖိလစ်ပိုင်ဆိုရနဲ့မသက်ဆန်ကြောင်းလက်ရှိသမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကထုတ်ပြန်သွားပါတယ်ဒူတာလေးဟာ2016ဇွန်လမှာ2022ဇွန်လအထိဖိလစ်ပိုင်သမ္မတတာဝန်ကိုယူခဲ့တာဖြစ်ပြီးတော့2017မှာ 2019ထိဒါပါဟုမြို့တော်ကိုတောင်းရင်ပြည့်စက်ကအဲ့ဒီကာလတခြားမိုးရေတိုက်ဖြက်ရေးစစ်ပွဲတွေဆင်နွှဲပြီးလူပေါင်း12000မှ3000ကျော်ဥပဒေမျက်ကွယ်မှာကွပ်မျက်မှုတွေတပ်ဖြတ်ခံမှုတွေပြုလုပ်ခဲ့တဲ့အတွက်အပြည်ဆိုင်ရာရာစုတရုံ ICC က2021မှာလူသားမျိုးနွယ်ပေါ်ရာစုမျိုးနွယ်လူသားမှုကျွလွန်သူလို့စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေစတင်ပြီးဖန်ရန်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာဩဇာကြီးမိသားစုနှစ်စုဖြစ်တဲ့ဒူတာဒေးမိသားစုနဲ့လက်ရှိသမ္မတဖာဒီနန်မာကော့စ်မိသားစုကြောင့်အာနာလူမှုကြောင့် ICC ဖော်ဝင်ဖြစ်မှ2019မှာနှုတ်ထွက်ပြီးဒူတာဒေးအားဖန်ရန်ထုတ်ထားမှုကို တာဝန်ယူပေးမှာမဟုတ်ဘူးလို့ပြောခဲ့ပြီးမှမောက်ကိုစ်ကအခုဖမ်းပေးလိုက်ရမှာဒူတာရီထောက်ကန်သူရှင်းနေတွေကတရားဝန်ချုပ်ကိုအယူခံတင်ဖို့စီစဉ်နေတယ်လို့ဒူတာရီထောက်ကန်တဲ့ပြည်သူသံပေါ်များစွာကလည်းဆန္ဒပြဖို့ကြိုးပမ်းနေတဲ့အတွက်နိုင်ငံလုံခြုံရေးအထူးတင်းကျပ်မှုတွေပြုလုပ်ပြီးမောက်ကိုစ်ကအစိုးရနဲ့မသက်ဆိုင်ကြောင်းရှင်းပြသွားတာဖြစ်ပါတယ်ဒူတာရီကိုခေါ်သွားတဲ့လေရင်ကနယ်သားလန်ကိုသွားပြီးဖမ်းဆီးပေးတာကမှန်ပါတယ်လိုအပ်တဲ့လုံထုံးလုံးလေးရဲ့အညီဖြစ်တယ်လို့ယုံကြည်ပါတယ် ကျွန်တော်တို့ဆိုရက ICC ကိုပဲနှင်းနှဲမှကူညီပေးခဲ့တာတော့မဟုတ်ပါဘူးနိုင်ငံတကာရေဖွဲ့အင်တာဗိုမိတ်ကိုလိုက်နာပေးခဲ့တာပါလို့သူကပြောပါတယ်ဒူရာတေဟာအာဆီယံမှာ ICC တရားရုံးတွင်စစ်ဆေးခံရတဲ့ပထမဆုံးနိုင်ငံကောင်ဆောင်ဖြစ်လာခဲ့ပြီးနိုင်ငံတကာလူမျိုးချမ်းသာခွင့်အဖွဲ့ကနိုင်ငံကောင်ဆောင်များဖြစ်ပါစေအဆိုအဝါဆုံးရာဇမှုကျွလွန်သူတွေကမ္ဘာပေါ်နေရာမှာရှိပါစေဖက်စီရေယူနိုင်ဖို့မျှော်လင့်ချက်တေဆုံးခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံသားတွေအတွက်မျှော်လင့်ချက်ဖြစ်ကြောင်းထုတ်ပြန်ပါတယ် မိုးရတိုက်ဖြတ်ရေးစစ်ပွဲမှာအသေးအသက်စစ်တပ်ကိုထူထောင်လာလူ6000ကျော်ကိုမိုးရရသာမဟုတ်ပဲဆေးဆွဲသူဆေးသုံးသူပါမကျန်ပြစ်သက်ခံသူမှာဒူတာဒေတာဖြစ်ကြောင်းဆွဆွဲချက်တွေရှိသလိုရဟယင်ပေါ်တင်ခေါ်သွားပြီးမှပြစ်ချတာကိုဒူတာဒေကိုယ်တိုင်ဝန်ခံသလိုလမ်းပေါ်မှာစစ်သမားတုံးဝင်ကိုကိုယ်တိုင်ပြစ်သက်ခဲ့တယ်လို့လည်းပြောပြပါတယ်ဟစ်တလာဟာဂျူသုံးသန်းတက်ဖြတ်ခဲ့ရာဖိလစ်ပိုင်မှာမူရစ်စေးဆွဲသူသုံးသန်းရှိတဲ့အတွက်အကုန်ရှင်းပြရမှာဖြစ်လို့မိမိဟာ ဖိလစ်ပိုင်ရဲ့ဟစ်တလာပဲလို့ဒူတာတွေကကြုံသွားခဲ့ပြပါတယ်ဒူတာတွေကျူးလွန်ခဲ့တဲ့အမှုတွေကိုကမ္ဘာမီဒီယာသီးသီးကပြန်လည်ပြီးတော့တိုးဆွာနေပါတယ်ဒါပေမဲ့ဒူတာတွေကိုယ်တိုင်ကသူဟာရာဇဝတ်တာမဟုတ်ကြောင်းအခိုင်အမာသက်သက်ပြဖို့လိုတယ်ဆိုပြီးနယ်သားလန်ကိုရောက်ပြီးနောက်နှာခေါင်းမှာပိုက်တထားပြီးအလွန်နာမကျန်းဖြစ်နေတဲ့ပုံကိုသမီးငယ်ဆုံးဒုသမရာဟောင်းဆာယာဒူရာတေးကပါလူမှုကွန်ရက်မှာတင်ခဲ့ပြီးမိမိဖခင်ဟာဆေးရုံကိုမပို့ခံရရင် ကျမရေးဆောင်ရှောက်မှုကိုမခံရဘူးလို့သမီးဖြစ်သူကဆိုပါတယ်။အဒီကတော့မှဖန်းစည်းခေါ်ဆောင်မှုခံရခြင်းဖြစ်တာကြောင့်လည်းတလန်တိလိုက်သွားပြီးဖားခင်အပြစ်မရှိကြောင်းရှောက်လွှဲမယ်ဆိုပြီးသမီးဖြစ်သူစာဒူရာဒေးကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်ရုရှားနဲ့အီရန်တို့ပါဝင်တဲ့နျူကလ িয়ার ရေးဆွေးနွေးပွဲကိုပေကျင်းမှာဒီနေ့ပြုလုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ပေကျင်းကအင်ရှင်ဖြစ် ဆွနေကြတာလို့ဆိုပါတယ်။အဲဒီဆွနေဘက်တဘရုရှား၊အီရန်နိုင်ငံလုံးကဒုနိုင်ငံကြရေးဝန်ကြီးတွေလည်းဆေးလုပ်ခဲ့ပါတယ်။ပြခဲ့တဲ့ဇန်နဝါရီလကထုတ်ဆိုခဲ့တဲ့မဟာဗျူဟာမြောက်ကူပေါင်းဆောင်ရေးသဘောတူစာချုပ်နဲ့အတူအီရန်နဲ့ရုရှားကြားဆက်ဆံရေးဟာ2022ယူကရိန်းစစ်ပွဲစတင်ကြတဲ့ကနက်ရှိုင်းလာခဲ့ပါလေ။အဲဒီနှစ်နိုင်ငံလုံးဟာတရုတ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိပါတယ်။ပေကျင်းဆွေးနွေးပွဲမှာတရုတ်ဒုတိယနိုင်ငံကြီးဝန်ကြီးကတပါပတိဖြစ်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါလေ။ အီရန်ရဲ့လက်နက်အစင်းနဲ့နှိစက်တဲ့ရေနီယန်တိုးလောင်မှုတိုးချဲ့တာနဲ့ပတ်သက်လို့နယူးယောက်မြို့ကုလလုံခြုံရေးကောင်စီတကားပိတ်အစည်းအဝေးပြီးခုပေကျင်းစီမှုပွဲကိုလည်းပြုလုပ်ခဲ့တာဖြစ်ပါလေ။အီရန်နျူကလ িয়ার စီစဉ်ကိုကန့်တော်ဖြည့်ရှင်းဖို့နိုင်ငံတကာကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ရုရှားနိုင်ငံဆိုင်ရာအီရန်တာမတ်နဲ့မိမိတို့ဆွေးနွေးခဲ့ကြောင်းရုရှားဒုနိုင်ငံခြားရေးဝန်ကြီးကပြောပါလေ။အီရန်နဲ့ဆက်သွယ်ရမှာအမေရိကန်သမ္မတထရန့်ဆိုရကိုရုရှားကကူညီဖို့သဘောတူခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်အဲ့ဒီနျူကလ িয়ার ရေးဆွေးနွေးဖို့ပေကျင်းကအတည်ပြုခဲ့တာဖြစ်ပါတယ်။ ။အီရန်ကတော့လက်နက်အစင်းဖြစ်သုံးနိုင်တဲ့နျူကလ িয়ার သန့်စင်ရေမလုပ်နိုင်ကြောင်းညင်းဆိုထားတာကာလအတန်ကြာပြီဖြစ်ပါတယ်။ဒါပေမဲ့လက်နက်အစင်းရောက်လို့ရောက်ခင်60ရာခိုင်နှုန်းထိရေနီယံသန့်စင်ရေလုပ်ငန်းကို60ရာခိုင်နှုန်းကျောင်းအီရန်ကတိတာထင်ရှားစွာအရှိန်မြင့်နေတယ်ဆိုပြီးကုလသမဂ္ဂ IAEA ကတတိပေးထားပါတယ်။အီရန်နျူကလ িয়ার ဆင်စဘောတာမစ်ချေတော်တုံမြင့်တဲ့တီဟီရန်ပေါ်ပိတ်ဆို့ရည်ရွယ်မှုတွေရုပ်သိမ်းပေးခဲ့တဲ့2015ခုနှစ်မှာဗြိတိန် တရုတ်ပြင်သစ်ဂျာမနီရုရှားအမေရိကန်တို့နဲ့အတူပူးတွဲပတ်စုံပူးပေါင်းဆောင်ရည်စီစဉ်ကိုအီရန်ကလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲကိုအီရန်ကပယ်ချလိုက်ပါတယ်။အီရန်နျူကလ িয়ার စီနပတ်တပီအမေရိကန်နဲ့တွဲဆုံညှိနှိုင်းဆွေးနွေးမယ့်အစီအစဉ်ကိုအီရန်ဘာသာရေးကောင်ဆောင်ကမ်နီကပယ်ချပါတယ်။နျူကလ িয়ার ရေးနပတ်တပီအမေရိကန်သမ္မတထရန့်စီကစာတစောင်းနဲ့လက်ခံရရှိထားတယ်လို့အီရန်ကတည်ပြုထားပါတယ်။ အီရန်နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့ညှိနှိုင်းဖို့နဲ့ဒီလိုမှမဟုတ်ရင်အလားအလာရှိတဲ့စည်ရေးရည်ရွယ်မှုနဲ့ရင်ဆိုင်ရမယ်လို့ဒေါ်လန်ထရန့်တို့ကသတိပေးစာပို့ခဲ့တာပါဒါပေမဲ့ကမ္ပဏီကတော့ UAE တောင်ဝန်ရှိသူတွေကတဆင့်ပို့လိုက်တဲ့ဒေါ်လန်ထရန့်စာကိုမဖတ်တော့မဖတ်ဘူးလို့ပြောပါတယ်ဒါဟာလူမှုမြင်ကိုလှည့်စားမှုလို့ပြောပါတယ်2015သဘောတူညှိချက်ကလည်း American နှုတ်ထွက်မှုကိုရည်ညွှန်းပြီးသူကပြောပါတယ်အီရန်နျူကလ িয়ার ဆေးရုံတွေတိုက်ခိုက်ခံရပါကလက်တော့ပြန်မယ်လို့ခါမေနီကသတိပေးထားပါတယ် အီရန်နေနဲ့စစ်ပွဲမလို့လာပြီးမဲ့အမေရိကန်အေဂျင့်တွေဘက်ကအမှားလုပ်ရင်တော့ဖြစ်ဖြစ်သားသားတုံ့ပြန်မှာဖြစ်ပြီးအမေရိကန်ပဲနဲ့နားလိုက်မယ်လို့သူကဆိုပါတယ်။အီရန်နေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့စိတ်မဝင်စားဘူးပြောပါတယ်။အီရန်ဟာတရုတ်ပြင်သစ်ရုရှားပြည်ထောင်ချောင်းပြီးအမေရိကန်တို့နဲ့သမိုင်းဝင်သဘောတူညီချက်ကို2015မှာရရှိခဲ့ပြီးအီရန်နျူကလ িয়ার စီစဉ်ကတ်သတ်မှုတွေအရေးယူပိတ်ဆို့မှုတွေရှေ့လျှော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ဒေါ်နယ်ထရန့်ရဲ့ပထမအကြိမ်သမရတဒံအတွင်းမှာသဘောတူညီချက်ကနေနှုတ်ခတ်ပြီးအီရန်ပေါ်စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။အီရန်ဟာလည်းနောက်ပိုင်းမှာနျူကလ িয়ার စီစဉ်ဖို့ရှေ့မြင့်ခဲ့ပြီး60%တော့ဒီသက်စင်ထားတဲ့ကျော်ဝယ်ဝေနီယံ295ကီလိုဂရမ်ဤတိုးလောင်ထားတယ်လို့နိုင်ငံတကာလူ့ရည်ဆိုင်အေဂျင်စီကထုတ်ပြန်သတိပေးထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ COVID virus ဟာတရုတ်တခွက်ကန်ကနေရိုးစိမ့်ကြောင် ဂျာမန်ထူးထောင်လည်ရေးဖွဲ့ကပြောလာပါတယ်သူတို့တွေ့ရှိချက်ကိုပြောရတာဖြစ်ပါတယ်။ COVID-19 ကရောဂါကိုဖြစ်ပွားစေတဲ့ကိုရိုနာဗိုင်းရပ်ဟာတရုတ်နိုင်ငံ Wuhan Virus Institute မှာမတော်တဆယူဆိုင်ထွက်လာနိုင်ခြင်းဟာ80%ကနေတော့မှ90%ကနေထိရှိကြောင်း2020ပြည့်နှစ်မှာဂျာမနီနိုင်ငံခြားရေးဌာနကထုတ်ဖော်ပြောပြခဲ့တယ်လို့ဂျာမန်သတင်းစာနှစ်ဆောင်ကဖော်ထုတ်ပါတယ်။ Wuhan Institute က virus တွေကိုသူတေသနရည်ရွယ်ချက်အတွက်လူသားများထံ ပုံမကူဆက်နိုင်စေဖို့ပြုပြင် moment နဲ့သူတွေတနာများပြုလုပ်ခဲ့တာကိုတွေ့ရှိရကြောင်းဂျာမန်ထောက်လိုင်းရေး agency BND ကဖော်ပြပါတယ်။တက်ခွဲကမ်းမှာဘေးကင်းရေးဆိုင်ရာစီကံစီရင်ချုံဖောက်မှုမြောက်များစွာဖြစ်ပွားစေခဲ့ကြောင်းညွှန်ပြမှုတွေလည်းရှိခဲ့တယ်ဆိုပါတယ်။ဂျာမန်ထောက်လိုင်းရေး agency ရဲ့ကဲဖြတ်မှုကိုထောက်လိုင်းရေးကုမ္ပဏီ Sorry Ma ဆိုတဲ့အမည်ရှိထောက်လိုင်းရေးလှုပ်ရှားမှုနဲ့လူသိရှင်ကြားရရှိနိုင်တဲ့အခြေအနေပေါ်မူတည်ပြီးတော့အခြေခံထားပါတယ်။ဒီကိစ္စကို ဂျာမန်ဒီပလီဟောင်းအင်ဂျလာမာကတ်ကတာဝန်ပေးခဲ့ပေမဲ့ဘယ်တော့ခါကမှထုတ်ပြန်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဒီကဲဖြတ်ချက်ကို2024ခုနှစ်စောင်းပေါ်မှာအမေရိကန်ဘဟုထောင်လိုင်းရေးထံမျှဝေခဲ့တယ်ဆိုပါတယ်။ COVID-19 ကူးစက်ရောဂါဟာတဘာဝထက်တခွဲခန့်မှထွက်ပေါ်လာနိုင်ခြင်းပုံများကြောင့် CIA ကဲဖြတ်ခဲ့ကြောင်း CIA ကလည်းဆိုပါတယ်။ CIA ကအဲ့ဒီကဲဖြတ်မှုကိုယုံကြည်မှုနဲ့ပါခဲ့ပြီးအခြေအနေနှမျိုးဖြစ်တဲ့ တခွက်ခန်းစင်းမြင့်တဲ့သဘောဝစင်းမြင့်တို့ဖြစ်နိုင်ချေရှိနေစေဖြစ်ကြောင်းပြောပါတယ်။တရုတ်ဆိုရဟာကိုဗစ် -19 ရဲ့စင်းမြင့်ကိုဆုံးဖြတ်ဖို့သုရေသနမှာပါဝင်လို့ဆောင်ဖို့ထောက်ခံထားပေမဲ့ American ထောက်လိုက်ရေးအင်ဂျင်စီတွေကစုံစမ်းစစ်ဆေးဖို့ကြိုးပမ်းမှုကြောင့်ဒီကိစ္စကိုနိုင်ငံရေးဆက်သွင်းနေကြောင်းတရုတ်က American ကိုဆွတ်ဆွဲခဲ့ပါတယ်။တခွက်ခန်းမှာယူဆမှုကြောင့်ကေယောကဖြစ်ခဲ့ကြောင်းခိုင်မာပြောဆိုခြင်းမရှိကြောင်းတရုတ်ကပြောပါတယ်။ ဝူဟန်ကရိုင်းအင်စတီကျူဟာကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာသုတေသနလုပ်ငန်းတွေကိုဘယ်တော့ခါမှမလုံဆောင်ကြောင်းနဲ့ကိုဗစ် -19 ဗိုင်းရပ်စ်ကိုဖန်တီးခြင်းသို့မဟုတ်ရိုးစိတ်ခတ်ခြင်းနဲ့ပါဝင်ပတ်သက်ခြင်းမရှိကြောင်းတရုတ်ကတော့ညင်ကြက်ထုတ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။မော်ရိုင်းနဲ့ကိုကြည်ကြည်မမခံခဲ့ရတဲ့အော်စတြေးလျမှာနိုင်ငံနဲ့အပြားလျက်စင်ပြီးဖြစ်တောက်နေပါတယ်။အော်စတြေးလျရှေ့ဘက်ကန်ယုံထဲမှာမိုးသီးထန်ပြီးရေတက်လာတာကြောင့်အင်ဂျီပေါင်း တသိန်း2000ကျော်နဲ့အရေးကြီးသုံးဆောင် PC တွေကိုထိန်းသိမ်းထားဖို့ဒေတာခန့်ပြည်သူတွေကအပြိုင်ဆိုင်ကြိုးပမ်းနေပါတယ်။မလရှင်တွေကစတင်ပြီးပူပိုင်းနေတာဆိုင်ကလောမွန်တိုင်း Alpha ဟာကုန်းလေးဘက်ကိုမဝင်ခင်အော်စတြေးလျတိုက်ရဲကမ်းလွန်ကနေကီလိုမီတာမိုင်၂50ရှေ့လျားနဲ့ကင်ဝရတချောင်းငါရဲကြောင်ရွေးရှားနေပါတယ်။ Queensland နဲ့ New South Wales ကမ်းရံတချောင်းလေပြင်းတိုက်ခတ်မှုနဲ့မိုးသီးထဆောင်ရွာသွန်းမှုတွေရောပါသွားပေမဲ့နိုင်ငံနေရာအနှံ့ပြားမှာလျှက်စစ်မီပြတ်တောက်နေပါတယ်။ ဒါအပြင်လူနေတဲ့ခန်းပေါင်း3000 1000အောင်မီးပြတဲ့အောက်မှာနေရပါတယ်။ Queensland ပြည်နယ်ရှိတောင်ပိုင်းမှာတော့ဘေးအဆိုးအဝါဆုံးထိခိုက်ခံစားခဲ့ရပြီမဲ့အခုတရင်ဘက်တွင် Fallen in Leicester Airline 95ရာခိုင်နှုန်းပြောင်းလဲချိတ်ဆက်ဖြန့်ပြနိုင်ဖို့ကြိုးစားနေကြောင်းအနာပိုင်းဖွဲ့ကပြောပါတယ်။မောင်တိုင်းမဝင်ခင်မလောက်ခုနှစ်နေက၄ဘင်းရက်ပစ်ကပ်မော်တော်ယာဉ်မောင်းနေတဲ့မျိုးသားကြီးဟာတံတားပေါ်ဖြတ်တန်းရင်းရေကြီးနေတဲ့မြစ်ထဲကိုမျောပါတော့ခဲ့လို့ဩစတြေးလျမှာဒီရပိုင်းရာသီဥတုဆိုးဝါလို့လူတူးသေဆုံးခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ မက္ကဆီကိုဝေးပြေးလန်းနေမှာရေမတော်တဆမှုကြောင့်အနည်းဆုံးလူ18ဦးသေဆုံးတယ်လို့ဆိုပါတယ်။မက္ကဆီကိုတော်မိုင်းဝေးပြေးလန်းမှတစ်ခုပေါ်မှာခီးတဲ့နဲ့ဘက်စကားကြီးတိတ်မောက်မှုမှာပါဝင်ခဲ့တဲ့မတော်တဆမှုကြောင့်လူ18ဦးသေဆုံးပြီးအနည်းဆုံးတာဆင်ကြီးတန်ရတယ်လို့မက္ကဆီကိုဝါဟာကာပြည်နယ်ဆိုရတွင်ဝင်ကပြောပါတယ်။ဆန်တိုဒိုမင်းဂိုနာရိုမျိုးလေးရဲ့အဝင်ပေါင်းနာမှာမီတာ200လောက်ကွာမစ္စလာတန်ဟွန်တပ်ပတ်ဝေးပြေးလန်းမှကြီးပေါ်မှာဖြစ်ခဲ့တာပါ။ ရေနံမှုဖျားတဲ့အကြောင်းနဲ့ပတ်သက်လို့တာဝန်ရှိသူတွေကမပြောပါဘူး။ခြုံပုတ်တွေနဲ့ထိုးကြနေတဲ့ဘက်စကားတဝိုင်းနဲ့လမ်းဘေးမှာကဲဆဲထားတဲ့အလောင်းတွေနားမှာအရေးပေါ်ဖွဲ့ပေါင်းများစွာကဲဆဲလုပ်နေပါတယ်။ဝီတက်တဖွဲ့ရဲ့ဒရိုက်တာကတော့ကရင်ကားလာမှာဆက်လုပ်လို့ရမှာရှိလို့ရောက်လာမဲ့အချိန်ကိုစောင့်နေတာဖြစ်ပြီးတေဆုံးသူရေအတွက်ထပ်တိုးဖို့ရှိမရှိတော့အသိရမယ်ဆိုပါတယ်။ဘက်စကားတွေမှာအလောင်းတွေရှိနေသေးတယ်ဆိုပါတယ်။မတော်တဆမှုဖျားတဲ့အကြောင်းရင်းကိုလည်းစုံစမ်းနေသေးတယ်လို့အာနာပိုင်တွေကပြောပါတယ်။တောင်းတဲ့လမ်းမကြီးမှာကားမောင်းသူကအိပ်ပျော်တာလား ဘတ်ကားကိုမထိနိုင်တော့ပဲကြောင်တွေထိုးကြသွားတာလားဘလို့ကြောင့်မတော်တဆဖြစ်တယ်ဆိုတာနားမလည်ဘူးလို့ကယ်ဆယ်ရေးဖွဲ့ဝင်တွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထိုင်းကျောင်းသားလေးတွေကို digital ငွေကြေးဘတ်တောင်းပေးဖို့အစိုးရကတည်ပြတယ်လို့ဆိုပါတယ်။ထိုင်းအစိုးရအဖွဲ့စီးပွားရေးဖိုးဆောင်မှုမူဝါဒကော်မတီကပထမဆုံးစီဝေးကျင်းပပြီးနောက် digital ငွေကြေးပတ်သက်အောင်ကို လာမယ့်ဒုတိယ3လပတ်အစောပိုင်းကာလမှာထုတ်ပေးဖို့အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ ရှူတိုင်းပါစင်မဲဆွဲစီကလေးကနိုင်ငံသားတိုင်းကိုပတ်တောင်းဒီဂျစ်တယ်ငွေကြေးနဲ့အခမဲ့ထုတ်ပေးသွားပြီ။ကြာစင်းနေတဲ့ပြည်တွင်းစီးပွားရေးလေဗယ်မှုကိုပြန်လည်မြင့်တင်မယ်လို့ကြေညာထားတဲ့အတိုင်းလက်ရှိဝန်ကြီးချုပ်ပေတုံနန်းအဆိုရဖွဲ့ကသတန်းလိုက်ဒီဂျစ်တယ်ငွေကြေးပတ်တောင်းအားထုတ်ပေးနေရ။အခုလာမဲ့ပတ်တောင်းဟာကျောင်းနေရွယ်16နှစ်မှ20ကြာနိုင်ငံသားတွေအတွက်ရည်ရွယ်ထုတ်ပေးမယ်လို့ဆိုပါတယ်။အခုမက်လာတတိယပတ်တွင်ထုတ်ပေးသွားမယ်ဆိုပါတယ်။အဆိုပါ ဒီဂျစ်တယ်ငွေကြေးပတ်တောင်းကိုကာယကရှင်တွေဟာကျူရှင်လားစာရင်းမီတာလျက်စမီတာကပါဝင်ပေးရကုန်မဆိုဝယ်ယူသုံးပြုခွင့်ပေးမယ်လို့စီးပွားရေးနှိုးဆော်မှုဝါဒကော်မတီကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဒီပုဂ္ဂိုလ်နာမည်ကတော့အလက်ဇန္ဒားဒူပါဖြစ်ပါလေ။အလက်ဇန္ဒားဒူပါဆိုတာဟာကဘာကျော်ပိုလန်လူမျိုးစွန့်ဦးတည်ထွင်သူပါ။စွန့်စားသူလည်းဖြစ်ပါတယ်။အတလန်တိတ်သမုဒ္ဒရာကိုကရက်လီတစီနဲ့အချင်းချင်းကြော်ဖြတ်ခဲ့တာကြောင့်လူသိများထင်ရှားပါတယ်။ သူ့ကို1946ခုနှစ်ပိုလန်မှာမွေးဖွားခဲ့ပါတယ်ငယ်စဉ်ကလေးဘဝကလေးကသဘာဝတရားနဲ့နီးစပ်တဲ့ဝါသနာတွေဖြစ်တဲ့တောင်တက်တာစပိန်စီတာလှေလောတာတွေနှစ်သက်ပင်မဲ့ပင်လယ်ပြင်စွန်းစားခန့်တွေကိုအသက်40ကျော်ရောက်မှစတင်ခဲ့ပါလေ။ဒါဟာသူ့ရဲ့ထူးခြားချက်ပါ။အသက်ကြီးမှစွန်းစားမှုတွေကိုစတင်ခဲ့ပေမဲ့ဒိုဘာဟာလူငယ်တွေနဲ့ရင်မောင်းတန်းနိုင်တဲ့စိတ်ဓာတ်ခွန်အားနဲ့ကိုယ်ကာယအကျန့်ခံမှုကိုအထူးပိုင်ဆိုင်ထားသူဖြစ်ပါလေ။ သူရဲ့ထင်ရှားသောစုဆောင်မှုတွေထဲမှာအတလန်တစ်မိုးရီယာကိုကရက်လေလေနဲ့ဖျက်ချော်မှုကထိတ်ဆုံးကပေါ်ဝင်ပါတယ်ဒိုဘာဟာဒီခက်ခဲကြမ်းတမ်းတဲ့စုစားမှုကိုဒီချိန်ထဲမှာပဲတုံးကျင်နေတဲ့အောင်မြင်စွာဖြစ်သန်းခဲ့ပါတယ်။ပထမဆုံးချိန်က2010နဲ့2011ကြားမှာအာဖရိကတိုက်ကနေတောင်အမေရိကတိုက်ကိုခံမှန်းကျင် မိုင်ပေါင်း3300ကျော်ကရက်နဲ့အလီနဲ့လျှော့ခတ်ပြီးလူသားစုအားတစ်ခုနဲ့အတလန်တစ်သမုဒ္ဒရာကိုဖျက်ချော်တဲ့ပထမဆုံးစင်ချိန်တင်ပါတယ်။ ဒုတိယကြိမ်2013ကနေ2014ခုနှစ်အတွင်းမှာပဲဖြစ်ပါတယ်။ဥရောပတိုက်ကနေမြောက်အမေရိကတိုက်ကို မိုင်ပေါင်း9400ခန့်ကိုကျော်ဖြတ်ပါတယ်။အသက်80ရွယ်2019မှာမြောက်အမေရိကတိုက်နယူးဂျက်စီကနေပြင်သစ်ကိုမိုင်ပေါင်း4150ကျော် KL နဲ့လှော်တဲ့ခီးစဉ်ဟာသူ့ရဲ့အတ္တလန်တိတ်ဖြတ်ကျော်မှုနောက်ဆုံးခီးစဉ်ဖြစ်ပါတယ်။ဒီခီးစဉ်နဲ့အားလုံးဟာဂျပန်များစွာတခါတရံလာပေါင်းများစွာကြာမြင့်ပြီးပြင်းထန်တဲ့ရာသီဥတုအခြေအနေအန္တရာယ်များတဲ့သမုဒ္ဒရာရည်စီကြောင်း ဒါတွေနဲ့ထိကျမှုတွေကိုရင်ဆိုင်ရင်သူ့ရဲ့အထူးပြုလုပ်ထားတဲ့ကရက်လီလီနဲ့မိုင်းပေါင်းများစွာဖြတ်သန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။အတလန်နိတ်ဖြတ်ကျော်မှုပြင်ဒိုဘာဟာတခြားဆိတ်လို့ရှာစရာကောင်းတဲ့စွန်းစားခန်းတွေလည်းလုပ်ခဲ့ပါတယ်။ဥမာဘော်ဒီပင်လယ်နဲ့ကမ္ဘာအနက်ဆုံးရေကန်ဘိုက်ကယ်ကန်တွေကိုကရက်လီနဲ့ပတ်ခဲ့တာ၊ပိုလန်နိုင်ငံအနှက်ကရက်လီနဲ့ထောင်ထဲချီခီးသွားတာအတိတ်ဆုံးရမြောက်ဘက်ရှိစွန်းစားတော်လာခြင်းတွေကိုလည်းအချိန်ပေါင်းများစွာလုပ်ခဲ့ပါတယ်။အလက်ဇန္ဒားဘာဂေဟာ 2021ဖေဖော်ဝါရီမှာတော့အာဖရိကတိုက်ရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ကလီမန်ဂျာရိုတောင်ကိုတက်နေစဉ်ကွယ်လွန်သွားပါတယ်။အလက်ဇန္ဒားဒူပါဘွားစကြောင်းအားစွန့်စားလိုစိတ်ရဲစွန့်တတိဇွဲလုံးလာရဲ့အရေးပါပုံပြသပြီးအသက်အရွယ်ဟာစိတ်ခုံမှုတွေကိုရင်ဆိုင်ဖို့အတားဆီးမဟုတ်ဘူးဆိုတာသက်သေပြခဲ့ပါတယ်။သူလောက်ဆောင်ကြတဲ့အောင်မျိုးဆက်တဲ့တွေကိုဆက်လက်ပြီးတော့လုံဆောင်အားပေးနေမှုမှာအသေးချပါသူစူဇန်မှုတွေအတွက် National Geographic ကချီးမြှင့်တယ်ဖိဖဲ Choice Adventure of the Year ဆိုပါဝင် စူးစိတ်ပေါင်းများစွာဂုံမြတ်တံပေါင်းများစွာရရှိပြီးဂင်းနစ်စက်ချင်းပေါင်းများစွာကိုလည်းရရှိခဲ့သူဖြစ်ပါလိမ့်